ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ကေမူပါဆိုတော့ဒီနေ့ဇာကားလေးမစခင်မှာ channel subscribe လုပ်ပေးနာခေါင်းလောင်လှိပ် VPN လေးကိုဖွင့်ပြီးတော့ရုပ်ရှင်လေးကို like လုပ်ပြီးအစီအစဉ်ဆက်ပါမယ်ဆိုတော့ပြီးခဲ့တဲ့ရက်မှာ byte တစ်နှစ်ကိုတင်ဆက်ပေးထားခဲ့တဲ့ one like gives you tangerines အပိုင်း၃ကိုဒီဒီမှာဆက်လက်ပြီးတော့တင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျဒီဇလန်တွဲကတော့2025ခုနှစ်မှာပဲ Netflix ကနေထွက်ထားခဲ့တဲ့ series တစ်လေးဖြစ်ပါတယ်ပြီးတော့ရှေ့ပိုင်းမှာကျွန်တော်ပြောခဲ့သလိုပဲကျွန်တော်ရဲ့ channel မှာဒီလိုဇာကားမျိုးတွေတက်ပြီးတော့တင်ဆက်ပေးလိပေးထားမှရှိပါဘူးဒါပေမဲ့တချို့တွေလည်းဒီလိုမျိုးဇာကားလေးလည်း တမျိုးတစ်ပုံခန်းစားခြင်းလုံးတိဆက်ပေးပါအောင်လို့တောင်းဆိုရတဲ့တွေ့တာနဲ့ညီဒီဇက်ကားလေးကလည်းကားကောင်းလေးလေးဖြစ်တယ်ကားအသေးလေးလေးဖြစ်တဲ့အတွက်ကျွန်တော်ရွေးချယ်တင်ဆက်ပေးရခြင်းဖြစ်ပါတယ်ဆိုတော့မကြည့်ရသေးဆိုရင်အရှိပိုင်းလေးလိုရင်သွားကြည့်ပါအောင်ခင်ဗျဒီနေ့ကတော့အပိုင်း၃ဖြစ်ပါတယ်ခင်ဗျာဒီပိုင်းဆောင်မှာတော့ ग्वान ရှင်းနဲ့အဲဆုံးတို့ဘူဆန်ရဲစခန်းကိုရောက်လာခဲ့ပါတယ်ရဲရီကတော့တရှိုးလို့ထင်ခဲ့မယ်နန်ဆန်းဆုံးဖြတ်မှာမလို့စစ်စေးဘူသာထားလိုက်ပါတယ် အန်နာမာတို့စုံတော့တယောက်ကသူတို့နှစ်ယောက်ကိုစာရွက်လိုက်ပြီးတော့ခေါင်းကိုရိုက်ပါတော့တယ်။ရဲကတော့နိုင်ငံကျွေးမွေးနေအောင်အိမ်ကထွက်ပြေးရလို့သူတို့ကိုပြောနေပါ။ပြီးတော့ရဲကသူတို့နှစ်ယောက်ကိုနန်ဆိုင်ကိုပို့ပြမှာမလို့တသက်တကျွန်းကြားတဲ့ဇုံတွဲပဲလို့ပြောပါတယ်။အဲလိုနဲ့ရဲကအဲဆုံးခေါင်းကိုရိုက်မယ်ကြံတော့ဂွမ်ရှိကလက်နဲ့တားပါတယ်။သူနဲ့ရဲကဂွမ်ရှိကိုရိုက်မယ်ကြံတော့အဲဆုံးလက်ကက်ကက်လံကိုရန်ရှာပါတော့တယ်။အဲဆုံးကရဲကိုတသက်တကျွန်းကြားလို့ပြောတိုင်းသူတို့ကကြားပေးရမလားလို့မေးလိုက်ပါတယ်။အားလုံးရဲလေခေါင်းမှာသွေးတော်မချောက်သေးတဲ့ဟာတွေကပြန်ခံပြောနေတာလို့ပြောလိုက်ပါတယ်။ အဲဆုံးလဲသူတို့ကရဲတွေပြောတိုင်းနန်ဆန်းကိုသွားစရာလားလို့ပြောလိုက်ပါတယ်။အဲကြောင့်ရဲကတော့အဲဆုံးဆေးလေးတောက်ပြီးတော့စကတ်တိုလေးဝစ်တယ်မလားလို့မေးပါတယ်။အဲဆုံးကတော့ပိုင်းရှင်တော်ကြီးကစိတ်မတန့်ဖြစ်ပြီးတော့စကားမပြောနိုင်တာလို့ပြောလိုက်ပါတယ်။ပြီးတော့သူတို့ပစ္စည်းခိုးလို့လူကိုရိုက်လို့ရဲစခန်းရောက်နေတာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲဆုံးကတော့သူတို့ကဘူဆန်ရဲစခန်းကာကွယ်ပေးရမယ်။အတမ်းမပြည့်တဲ့ပြည်သူတွေပါလို့ပြောပါတယ်။ပြီးတော့အဲဆုံးကငယ်ငယ်လေးနဲ့အုတ်ထင်းသူကိုစောင့်နေရမလို့သူတို့ကိုပြုစုစောင့်ရှောက်ပါလို့ပြောပါတယ်။ရဲစခန်းလူတွေလည်းယောက်ျားဖြစ်သူတို့အထိလို့အော်ဟင်းနေတဲ့အဲဆုံးကြည့်ပြီး ဂျယ်ဒူဂျွန်းကရိုမီယိုနဲ့ဂျူလီယက်တွေပဲလို့ပြောလိုက်ပါတယ်အဲလိုနဲ့ရဲတယောက်ကဂွမ်ရှိကဒီရှိမှစကန်းချနဲ့အတော်ကြီးရဲ့သားလို့ပြောလိုက်တာပါအဲနောက်မှာတော့ဂွမ်ရှိအမေကအသေးအတန်လိုက်လာပါတော့တယ်ဂွမ်ရှိလည်းအမေကိုတွေ့တာနဲ့အားရဝမ်းသာကြိုးဆိုပါတော့တယ်ဒါမဲ့အမေဖြစ်သူကတော့သူ့ရွှေသူ့အိတ်နဲ့ရွှေဖားမမလေးလို့ပေးလိုက်ပါတယ်အဲနောက်မှာတော့တဲခွန်ပိုင်ရှင်ကဂွမ်ရှိတို့စီကရလာတယ်ရွှေတွေကိုရွှေဆိုင်စီကိုလာပြီးတော့ရောင်းပါတယ်တဲခွန်ပိုင်ရှင်ကသူ့ယောက်ျားကမင်္ဂလာနှစ်ပတ်လည်နေ့မှာဒလိုတွေပေးတာပါလို့ကြွားဝါနေတာပါ ပြီးတော့ဘီရိုထဲမှာရေနာပစ္စည်းတွေအများကြီးရှိပြီးတော့ဒိတ်အောင်နေတာကြောင့်ရှင်းထုံနေတာလို့လည်းပြောပါလေအရင်တစ်ခေါက်လည်းဈေးကောင်းပေးတဲ့ရွှေဆိုင်ပန်ရှင်ကိုအခုလည်းပေးဖို့တောင်းဆိုနေတာပါဒါပေမဲ့ရွှေဆိုင်ပန်ရှင်တော့တဲခွန်ကပန်ရှင်ရဲ့မင်္ဂလာနှစ်ပတ်လေဟာပြီးခဲ့တဲ့ຫນွေဦးကလို့ပြောပြီးတော့အခုမှຫນွေရသည်ပဲရှိသေးတာလို့ပြန်ပြောပါလေပြီးတော့အဲ့တုန်းကလည်းဟဲစုအဖေကလက်ပတ်ဝယ်ပေးထားတာမလားလို့မေးပါလေတဲခွန်ပန်ရှင်ကတော့မင်္ဂလာနှစ်ပတ်လေနေ့ကຫນွေဦးပါလို့ပြန်ပြောပါလေအဲ့တော့မှတော့ကွမ်ရှစ်အမရကွမ်ရှစ်လို့ပြောပြတာကြောင့်တဲခုကန်နဲ့ကသွားပြီးတော့စောင့်နေပါလေ ပြီးတော့လာသမျှအဲဒရီစီကပတ်ဆံကိုပန်းရှင်လက်ထဲမရောက်အောင်ကြားထဲကနေလူယူပါလေ။ကွမ်ရှင်မေကပန်းရှင်ဟာသူ့အိတ်ကိုခိုးသွားတာကြောင့်သူကအခုတော့ကျွေးလိုက်တောင်းလာတာလို့ပြောပါလေ။အဲဒါကြောင့်အဲဒေကလည်းကြောက်ကြောက်နဲ့မတဲတော့ပဲထွက်ပြေးသွားပါတော့တယ်။တဲခွန်ပန်းရှင်ကတော့သူ့ကိုစီးပွားပြောင်းလုပ်တဲ့ကွမ်ရှင်မေကိုမပြန်တော့ပဲနှောက်ရှက်နေဦးမှာလားလို့ပြောလိုက်ပါလေ။ကွမ်ရှင်မေကတော့သူတို့ဂျဲကျူးကျွန်းမှာတကူးမရှိတာကညီငွေသွောင်းဝိုင်းဆွဲဖျက်ပစ်ကြလို့ပဲလို့ပြောပါလေ။ဂျဲကျူးကျွန်းမှာကလူတဲ့လူမဟုတ်ပဲခိုးတဲ့လူကစိတ်ကုန်ပြီးယူခါသွားတဲ့ထိလုံးပစ်တာလို့ပြောနေပါလေ။ အနောက်ကွမ်ရှိမေကကောင်တာဘေးမှာထိုင်ချလိုက်ပြီးတော့ဘာနာဘာကောက်ချုပ်ပြစ်နေပါတယ်။အဲကြောင့်ပိုင်ရှိမေမှလည်းဒေါသတကြီးနဲ့အော်ဟစ်လိုက်တဲ့အခါမှာကွမ်ရှိမေကသူရသည်နဲ့ပတ်စံတွေကတော့ဒေတာပေါက်ပြောင်းယူမယ်လို့ကြိန်းဝါလိုက်ပါတယ်။အဲလိုမျိုးကွမ်ရှိမေကပြောပြီးတော့သူ့ရဲ့ရွှေဖားကိုပေးဖို့တောင်းဆိုလိုက်ပါတယ်။အဲနောက်မှာတော့ပိုင်ရှိကအလိန်ပေါ်သွားတာကြောင့်ကွမ်ရှိမေလည်းရိုက်နှက်ပါတော့တယ်။အဲလိုသူတို့နှစ်ယောက်ရန်ဖြစ်နေတော့ရဲတွေရောက်လာကြပါတယ်။ပြီးတော့ရဲတွေကပိုင်ရှိကိုလက်ထိတ်တန်းခတ်ပြီးတော့ဒီကောင်နဲ့ဆိုဇယ်မှုဖြစ်သွားပြီလို့ပြောလိုက်ပါတယ်။ အိုင်နောက်ပိုင်းရှင်မိမကသူမရှိတော့ဂျဲဂျူကလူတွေကိုလက်မခံနဲ့လို့ယောက်ျားကိုပြောနေပါလေသူတို့နဲ့မေပြေသူကထုတ်တွေတဲကပြောင်းလာခဲ့ပါတော့တယ်အမေပြေသူကလက်စိုးလဲတဲသွားတာသိလာကြောင်းဗမာလေးလိုထပ်ပြီးတော့မေးပြန်ပါလေဒါပေမဲ့အဲဆုံးကတော့သူတို့ဘာမှမသုံးပြတဲ့အတွက်အိမ်ထဲမှာရှိတာတွေကအကုန်ပါပဲလို့ပြောပါလေအိုင်နောက်မှာတော့အမေဖြစ်သူကအဲဆုံးလက်ကိုဆွဲပြီးတော့ပြန်ခေါ်လာပါလေဒီလိုမျိုးတွေကြောင့်အဲဆုံးကတော့ပြဿနာအကြီးစားတစ်ခုဖန်တီးမိလိုက်ပါလေအိုင်နောက်မှာတော့အဲဆုံးကကြောင်းထုတ်ခံလိုက်ရပါလေကွမ်ရှိကတော့ဂျဲဂျူးကျွန်းရဲ့ထိတ်တန့်အပြေးသမားလေးဦးတည်းဝင်သွားခဲ့ပြီမြေ ်အဲဆုံးကြောင့်ပြက်စီးလို့နှီးပါဖြစ်ရပါတယ်။အเจ้าမှာပြောဆိုကြတဲ့ကောလာလာတွေကြောင့်အဲဆုံးကြောင့်မျက်ရည်နဲ့မျက်ခွက်ဖြစ်ရပြန်ပါတယ်။အဲဆုံးနဲ့သူ့ရဲ့ကြပြာစာအုပ်တွေနဲ့သူအเจ้าကထုတ်ပြန်လိုက်တဲ့တရားမဝင်အိမ်ကထွက်ပြေးပါတယ်ဆိုရယ်စာရဲကိုပါမိဘုံကြီးနဲ့ထဲလိုက်ပြီးတော့ငုံနေခဲ့ပါတယ်။အဲနောက်မှာတော့ဦးလေးဖြစ်သူကအဲဆုံးကြောင့်တကြုံလုံးတီးကုန်ပြီးတော့စိတ်ုံတော့မသွားရတော့ဘူးလို့ပြောနေခဲ့တာပါ။ပြီးတော့ဦးလေးကမိသားစုမျက်နှာကိုရစရာမရှိအောင်အဲဆုံးကပဲအမြဲတမ်းအိုးမဲတုံနေခဲ့တယ်လို့ပြောပါတယ်။အဲနောက်အဖွားကတော့မြည်ကြီးကရောအိမ်အတွက်ရွှေတုပ်ပြီးလားလို့မေးပါတယ်။ ။ဦးလေးကတော့သူသားစီးပွားရေးလုပ်နေတဲ့အိမ်လဲဆုံးမွဲတာမျိုးလဲရှိတာပဲလို့ပြန်ပြောပါလေ။အဖွားလဲဂျုံကူကစီးပွားရေးကြောင့်မဟုတ်ပဲလောင်းစားလုပ်လို့သာဖြစ်ရတာလို့ပြန်ပြောနေခဲ့တာပါ။အဲနောက်ဦးလေးကစိတ်ုံလဲမသွားအိမ်တော်လဲမပြူရတော့တဲ့အဲဆုံးကိုဘာဆက်လုပ်လဲလို့မေးပါလေ။အဖွားတော့ဂွန်ရှိဘက်ကဘာပြောလဲလို့အဲဆုံးကိုမေးနေတာပါ။တမမတော့ရန်ကွန်ရှိကမိွားတွေအဖွားတွေစီကစူဆဲတာကိုခံနေရပါလေ။အဖွားပြေသူကဂွန်ရှိစိတ်နဲ့လဲနေပြီးတော့အဖေကတော့မျိုးမင်းနဲ့သူသားကမိဘမဲ့အလဲတန်းအောင်ချွေးမကူမှာခေါ်လာကြအောင်ဒေါသထွက်နေပါလေ။ အားကြောင့်ကွမ်ရှိကတော့လန့်သွားပြီးအဲဆုံးကဘာလို့လဲတန်းမာရင်ပြီးသွားမှာလဲလို့မေးပါတယ်အဲဆုံးကညာဘက်ကြီးကောင်းလေးနဲ့လိုက်ပြီးသွားအောင်ကျောင်းကအောင်လက်မှတ်မှာပြီးတော့ပါဘူးအဲနောက်မှာတော့ဦးလေးကအဲဆုံးကိုနင်ထုတ်ပြီးတော့အခုတော့ဘသူနဲ့မှလဲအိမ်အောင်ပြူမရတော့ဘူးလို့စူးစဲနေပါတယ်ပြီးတော့ကွမ်ရှိတို့အဖွားလဲမေးလဲသွားတာကြောင့်ဦးလေးကတော့အဲဆုံးကတော်တော်ကောင်းတဲ့ရီးစားကိုထားထားပဲလို့ပြောလိုက်ပါတယ်အဲချိန်မှာပဲကွမ်ရှိရောက်လာပြီးတော့သူကကြောင်းမဲနားခံတာကြောင့်အဲဆုံးကဘာလို့ထုတ်ခံတာလဲလို့မေးပါတယ်ဦးလေးကတော့လေတမ်းမဲအောင်ရင်ဂေးစော်တဲ့အလုပ်တော့မလုပ်နိုင်တော့ဘူးလို့ပြောနေခဲ့တာပါ အဖွားဖေးသူကတော့နှစ်ယောက်တူထွက်ပြေးတယ်ဆိုရင်ယောက်ျားလေးကရဲရင်ပြီးတော့မိန်းကလေးဘက်ကယူနေတာလို့သတ်မှတ်ထားတာမသိဘူးလားလို့မေးလိုက်ပါတယ်။ဓမ္မမှာတော့ဂွမ်ရှိကိုအိမ်တော်သူဇင်းကထုတ်ဖို့အတွက်စူးစမ်းကြပြီမေးအဖွားကတော့အဲဆုံးကိုသာမုံတီးနေခဲ့ပါတယ်။ပြီးတော့အဖွားကအဲဆုံးကိုမီအမီဂျီလိုက်ပြီးတော့ရိုက်ပစ်မယ်လို့ပြောနေပါတယ်။အဲတော့မှတော့ဂွမ်ရှိတို့မေးကခန်းထဲပိတ်ခံထားတယ်အဲဆုံးစီကိုရောက်လာခဲ့ပါတယ်။ဂွမ်ရှိဖေကစိတ်ဆိုးပြီးတော့ဂွမ်ရှိကိုစံတစည်းတော်မကြွေးရဘူးလို့အမိန်ထုတ်ထားကြအောင်ညာသာတော်မစားအောင်ပြောပြနေပါတယ်။အဲတော့ဂွမ်ရှိမေးကသူတို့ခုခုလှုပ်ပေးခြင်းမေးမေး အိမ်ကဖွားအောင်ကြောက်တာကြောင့်ဘာမှလုံးမပေးနိုင်ကြောင်းပြောနေပါတယ်။ရိုင်ကလူတွေကခေါင်းပလောက်မာလဲဆိုရင်ကွမ်ရှစ်တော်မှာ၁၀နှစ်လုံးတရမမပြတ်ပဲအဲဆုံးငါးတွေလာပေးတာတတ်တည်ပါပြီ။အဲလိုနဲ့ကွမ်ရှစ်ရဲ့အမေကရိုင်ရဲ့အကြောင်းကိုစုံစည်းနေအောင်ပြောပါတော့တယ်။အဲနောက်ကွမ်ရှစ်ကလာတောင်းဆိုပေမယ့်အဲဆုံးလေးကတော့ပတ်စံလည်းမရှိတာကြောင့်လက်လည်းမထပ်ပေးနိုင်ကြောင်းကိုပြောပါတော့တယ်။ကွမ်ရှစ်ကတော့လက်ထပ်ချိန်မဲ့ဦးလေးဖြစ်သူကအိမ်ကိုရောအဖွားကိုရောနိုင်ရင်လားလို့မေးလိုက်ပါတယ်။ပြီးတော့ကွမ်ရှစ်ဖွားကအဲဆုံးရဲ့ကိုမှအမေဖြစ်သူဟန်ညောတရေပူကန်နေရလို့ပြောထားကြအောင်အစီအပြေပါမလားလို့မေးပါတယ်။ ။ကွမ်ရှိကတော့တောင်းဝီမယ်ပဲပြောနေအောင်အဲဆုံးလဲအိုးရီထားတဲ့အခန်းတကားကိုအတင်းဖွင့်ကကွမ်ရှိကိုမနာနာအောင်ပြောပါတော့တယ်။ကွမ်ရှိကတော့အဲဆုံးကိုအိုးရီထားတဲ့အခန်းထဲထားတာကြောင့်တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားမိတာပါ။အဲဆုံးကကွမ်ရှိတဲ့ပိုပတ်ဆန်ရှိပြီးတော့ပိုချမ်းသာတဲ့သူနဲ့လက်ထပ်ပြမယ်လို့ပြောပါတယ်။အဲနောက်အဲဆုံးကပတ်ဆန်ရှိတဲ့အိမ်ကချိတ်ပေးတဲ့လူနဲ့သွားပြီးတော့တွေ့ပါတယ်။အဲလူကဆိုးမှပညာသင်ခဲ့ပြီးတော့ပထမအိမ်အောင်နဲ့ခလေးနှစ်ယောက်ရှိပါတယ်။အဲဆုံးရဲ့အတိတ်ကိုကြားပြီးပြီမဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်တာကြောင့်အဲဆုံးရဲ့အပြစ်ကိုစော်ပြီးထားပါတယ်။ ပြီးတော့နောင်ရင်အောင်ပြုတ်တယ်ဆိုတဲ့သူအချင်းချင်းနေရတာပို့ပြီးတော့အဆင်ပြေတယ်လို့ပြောပါတယ်အဲ့လိုဟာဂျဲတူးကျွန်းမှာလေတစည်းမကပိုင်းတာကြောင့်လေစိတ်မှာသူ့လျားလွဲပြီးတော့တခြားလေတော်မရှိပါဘူးတကယ်လို့အဲဆွမ်းသာတေးချာနေဆယ်နေတွင်တက်ကူထားပြီးမှဖြစ်ပြီးတော့သူ့ပတ်စံနဲ့ကြပြားစာအုပ်လောက်တောင်ထုတ်ပေးမှလို့ပြောပါတယ်အဲဆွမ်းကတော့သူ့မှာအိမ်ပေါ်လုံးရမဲ့ကံပါလာထင်တယ်လို့ပြောနေခဲ့ပါတယ်အဲ့လိုနဲ့ရင်ငုံသမားတွေရောက်လာပြီးတော့အဲဆွမ်းလိုကောင်းမွန်မွန်ရှိနေတဲ့မိန်းကလေးရဲ့တက်လန်းကိုပိတ်ပြီးတော့ထမင်းစားနေနိုင်တဲ့ရံမိသားစုစီလာပြီးတော့တောင်းကျမ်းပါတော့တယ် ရင်ကုန်သမားတွေကတော့မိသားစုနှစ်စုပေါင်းပြီးတော့အဲဆုံးကိုရှင်းထုတ်ဖို့စဉ်းစားနေကြတာလို့ပြောနေခဲ့ပါတယ်။အဲလိုရင်ကုန်သမားတွေလာပြောနေတဲ့အဲဆုံးကိုနောက်ရင်နောက်ပြူပေးတော့မယ်ဆိုတဲ့အကြောင်းကွမ်ရှယ်လည်းတီးသွားခဲ့ပါတယ်။ဒါမှမဟုတ်တော့အဲဆုံးနဲ့ယူမဲ့လူကြီးကပထမဆုံးချိန်မှုတ်တာကြောင့်မင်္ဂလာဝတ်ဆုံးမွေးစေချိန်မှာဓာတ်ပုံမဲ့ရိုက်လိုက်ဖို့ပြောပါတယ်။အဲဒါမှမဟုတ်ကွမ်ရှယ်ကဆိုင်ရငါးတွေအကုန်ယူလာပြီးတော့သူလည်းအဲဆုံးကိုငန့်အောင်မထားတောင်းပြောလိုက်ပါတယ်။ပြီးတော့ကွမ်ရှယ်ကသူ့ချက်သူအဲဆုံးကိုတော့မကရေငါးတကောင်နေတိုင်းကျွေးနိုင်တယ်လို့ပြောလိုက်တဲ့အတွက် ဦးလေးကလည်းဓမင်းမစားနိုင်လို့လက်ထပ်တာမဟုတ်ကြောင်းကိုပြောပါတယ်။အဲလိုနဲ့ကွမ်းရှဲကကလေးနှစ်ယောက်ဖေအသက်30ရွယ်လူကြီးကိုဘာလို့အဲဆုံးလို့လူမျိုးနဲ့မိတ်ဆက်ပေးရတာလဲလို့ရန်တွေးနေခဲ့တာပါ။မျက်ရည်တွေကျပြီးတော့ကလေးတယောက်လုံးငိုနေတဲ့ကွမ်းရှဲကတော့ငါးနှစ်လောက်ငါးနေပြီးခဲ့ပြီးတော့ဂေါ်ပြီးတော့တွေလည်းကူရောက်ပေးခဲ့တာကြောင့်အဲဆုံးကိုသူ့လက်ထဲထည့်ပေးဖို့ပဲပြောနေခဲ့ပါတယ်။အဲနောက်ဖွားဖြစ်သူကအဲဆုံးဒီလိုတွေဖြစ်တာကိုသိချင်ရင်အမေဖြစ်သူကိုအရင်မေးဖို့ပြောခဲ့ပါတယ်။အဲလိုနဲ့အဲဆုံးလုံးရှိအောင်ကွမ်းရှဲရောက်လာပြီးတော့အဲဆုံးကိုတိမဲဆွဲခေါ်ပါတော့တယ်။ ါမဲ့အင်ဆုံးကအတင်းယုံနေပြီးတော့ပြန်ပြောနေတဲ့အတွက်ဂွမ်ရှိလည်းအတင်းခေါ်လာပါတော့တယ်။အဲနောက်ဂွမ်ရှိကပန်းကင်းနဲ့ခေါ်လာပြီးတော့သူ့လက်စုပ်ကိုအဲဆုံးကိုဝစ်ပေးပါတယ်။အဲဆုံးကတော့ဒီလက်စုပ်နဲ့နှစ်တထောင်နေတိုင်းစားတော့လို့မရတာကြောင့်ထပ်ပြီးတော့တကိုးလောက်ရမလားလို့မေးလိုက်ပါတယ်။အဲနောက်အဲဆုံးကဘာမှမသိတဲ့ဂွမ်ရှိကို "तू ပဲပါလို့အပြစ်တင်ခံပြီး तू ပဲပါလို့အကန့်ထုတ်ခံရတာလဲ"လို့မေးပါတယ်။အဲဆုံးကထက်တန်းကြောင်မပြီးရင်အလောက်ရှာမရတာကိုသိနေခဲ့ပါတယ်။ဂွမ်ရှိကတော့သူရှာကျွေးမယ်လို့ပြောပေမဲ့အဲဆုံးကလုံးဝလက်မခံခဲ့ပါဘူး။ အဲဆုံးကသူယူမဲ့လူကသူ့ကိုတက်ကူထားပြီးမှဖြစ်တယ်လို့ကဗျာစာအုပ်ပါထုတ်ပေးမဲ့အကြောင်းကိုပြောပါတယ်။ဒါပေမဲ့ဂွမ်ရှစ်ကတော့ဒင်းမောင်မလောက်တာဖြစ်ဖြစ်အုပ်သေးတာဖြစ်ဖြစ်လောက်ပြီးတော့အဲဆုံးဖြစ်ချင်တာဖြည့်ဆည်းပေးပါမယ်လို့ပြောပါတယ်။အဲနောက်အဲဆုံးကဂွမ်ရှစ်ပေးတဲ့လက်စုပ်ကိုချုပ်ပြီးတော့အဝေးကိုလွတ်ပစ်လိုက်ပါတယ်။ပြီးတော့သူသားဂွမ်ရှစ်နဲ့လက်ထိုင်နောက်ဆုံးအခွင့်အရေးဆုံးရှုံးမှာဖြစ်ပြီးသူ့ကိုမလိုချင်တဲ့မိသားစုရဲ့မျက်နှာကြည့်ရင်းနဲ့မနေချင်ကြောင်းပြောပါတယ်။အဲဒါကြောင့်အဲဆုံးကသူကအမြဲအရှက်ကွဲပြီးတော့နေလာတာကြောင့်ဂွမ်ရှစ်တို့အိမ်မှာလည်းမနေချင်ပါဘူး။ အရာပြေအဲဆုံးဘွားတစ်ချောင်းလုံးဂွမ်းရှစ်ကိုသာအားကိုလာတဲ့အတွက်ထပ်ပြီးတော့မနေကျင်တော့ပါဘူး။အားကြောင့်အဲဆုံးကဂွမ်းရှစ်ဒီမှာရှိနေရင်သူပြောရွှင်နဲ့လက်ထပ်နိုင်မှာမဟုတ်ဘူးလို့ပြောလိုက်ပါလိမ့်။အဲလိုမျိုးမွန်ချက်စာကောင်းတဲ့နေရာမှာထပ်ပြီးတော့ခြေချမရအောင်ကူညီပေးပါလို့ပြောပါလိမ့်။အားကြောင့်အဲဆုံးကဂွမ်းရှစ်မရှိမှသာသူအသက်ရှင်နိုင်ပြီးပြောရွှင်နေရမှာလို့ပြောလိုက်ပါလိမ့်။အဲနောက်အဲဆုံးကဆက်ရှင်နဲ့အရွယ်ကအခြေဥ်ကိုနောက်တစ်ခါမတွေ့နိုင်တော့လို့အချိန်ကြာကြီးစိုက်ကြည့်ခဲ့ပြီးတော့အဝါအောင်ပန်းကင်းထဲမှာပဲသူ့ရဲ့နုပြိုတဲ့ခြေချင်းမြတာတွေကိုမီးရှို့ပစ်ခဲ့ပါလိမ့်။ နောက်နေမှာတော့အဲဆုံးကသူလှုပ်ပြစ်လိုက်တဲ့ဂွမ်ရှိလက်စုပ်ကိုပန်းကင်းအနှံရှာကြည့်နေပြီးတော့ငိုယိုနေပါတယ်။အဲနောက်လက်ရှိဘွားရဲ့အဲဆုံးကရောင်းမသမီးကြီးနဲ့အတူယောက်ျားဝယ်လာတဲ့အရသာနဲ့ကြက်ကြောစားနေခဲ့ပါတယ်။သမီးဖြစ်သူကတော့ဘာလို့များလက်ထပ်ခဲသေးလဲလို့မေးလိုက်တာပါ။အဲဆုံးကတော့သူလန်းသူရွေးခဲ့တာလို့ပြောနေတဲ့အချိန်သမီးဖြစ်သူကသူဆက်ရှင်နဲ့တုံးကအတိုင်းဘယ်တော့မှမယူဘူးလို့ပြောလိုက်တာကြောင့်သဘောကျနေခဲ့ပါတယ်။သမီးဖြစ်သူကတော့သူ့မေအဲဆုံးအခုရောနောင်နာရနေလားလို့မေးလိုက်တာပါ။အဲဆုံးကတော့အဲ့တုံးကသူ့ယောက်ျားနဲ့သာ မတွေ့ခဲ့ရင် ကလေးတွေကရှိလာခဲ့မှာမဟုတ်ဘူးလို့ပြောလိုက်ပါတယ်။အဲလိုနဲ့အဲဆုံးကသူသမီးသိကျင်တာတွေကိုထပ်ပြီးတော့ပြောပြနေခဲ့ပါတယ်။အဲချိန်တုန်းကဒီမောပေါ်ရောက်နေတဲ့ဂွမ်ရှစ်ကတော့အောက်ကနေလက်ပြနေတဲ့အမေနဲ့အဖွားကိုမကြည့်ပဲအဲဆုံးကိုသာမျောနေခဲ့တာပါ။အဲတော့ကအဲဆုံးကဂွမ်ရှစ်အပြေးသမားထိတ်တန်း၄ရောက်စဉ်ဝင်တာဟုတ်မဟုတ်အမေဖြစ်သူကိုမေးနေခဲ့ပါတယ်။အဲဆုံးကတော့သူ့ကိုပေါင်မိုးရလို့သာသွားကစားတာလို့ပြောပြီး၁၀နှစ်လောက်သူ့နောက်ကလိုက်ခဲ့ရကနေဒီလိုအားကစားလို့ရတာကိုကြိုက်တဲ့အကြောင်းမပြောပြဘူးလို့ရှင်းပြလိုက်ပါတယ်။ ကွမ်ရှိမေကလည်းသူသားအဲဆိုးနေတာဆိုရင်အိမ်မက်ရောမိသားစုရောပါဆုံဆုံရတော့မလို့ပြောလိုက်ပါလေအားကြောင့်ကွမ်ရှိစီကအကုန်လူမျိုးပဲသူ့ဘွားနဲ့သူရှင်သန်ခွင့်ပေးပါလို့အဲဆုံးကိုတောင်းဆိုပါလေအဲ့လိုနဲ့ကွမ်ရှိရဲ့အသေးမောကြီးထွက်သွားပြီးတော့နီးပြတော့သူ့တက်ဂုံပြုတ်ပလင်းတွေယူလာခဲ့ပါလေနီးပြတော့ကွမ်ရှိကယာနုံးပြေတော်တာကြောင့်အမေဖြစ်သူကငားယောင်းပြီးတော့သူ့ကိုပြီမာယူစားတင်သွားဖို့ပို့လိုက်တာပဲလို့ပြောနေပါလေအားကြောင့်နီးပြရွှေစိတ်စုကိုရအောင်ယူပြီးအဲဆုံးကိုမေးလိုက်ဖို့ပြောပါလေပြီးတော့ကွမ်ရှိရွှေစိတ်လိုချင်ရတာကအဲဆုံးကြောင့်ဖြစ်ပြီးတော့ ကျုံမွားထွက်သွားခြင်းလဲဆိုလို့သာယူပေးခြင်းအဖြစ်အကြောင်းကိုပြောပါတယ်တကယ်တော့ခွန်ရှိကသူတော်တာဆိုလို့အားကစားပဲရှိတဲ့အတွက်စိုးကိုသွားဖို့ကြိုးစားခဲ့တာလို့ပြောပါတယ်တမမှာတော့အဲဆုံးကမင်္ဂလာဝတ်ဆောင်အတွက်လက်ထပ်မဲ့လူနဲ့တူအချုပ်ဆိုင်ကိုရောက်လာခဲ့ပါတယ်အဲလူကတော့မနေညာသူ့ကိုရိုင်းဆိုင်ပြောခဲ့တာကြောင့်ခွန်ရှိကိုညှိုးတေးနေခဲ့ပါတယ်အဲဆုံးကတော့ခွန်ရှိမရှိတာတော့ခွန်ရှိကိုကာပြီးတော့ပြောပေးနေပါတယ်အဲဆုံးကတော့သူ့ကိုကလေးလို့ပြောတဲ့အတွက်လူကြီးဖြစ်ပြီးတော့ဘာလို့ကလေးနဲ့လက်ထပ်တာလဲလို့မေးပါတယ်အဲလူကတော့အဲဆုံးရဲ့ကြောင်းစိတ်ထောက်ပံ့မှုစဉ်းစားထားတာကြောင့် စကားပြောစင်ကြီးဘုံပြောလိုက်ပါလေအဲဆုံးကတော့သူ့ကိုအဲ့လိုတွေပြောနေအောင်သူကပတ်စံလေးကိုမယူတော့ဘို့စုံဖြတ်လိုက်ပါလေအဲ့ဒါကြောင့်အဲ့လူလဲအံဩသွားပါလေအဲဆုံးကတော့သူမိသားစုကတက္ကသိုလ်တက်ဖို့ကြောင်းစိတ်ပေးမှာမလို့မပေးနဲ့တော့လို့ပြောပါလေအဲ့လူကတော့အဲဆုံးသူနဲ့လက်ထပ်တာတက္ကသိုလ်တက်ဖို့မဟုတ်ဘူးလားလို့မေးပါလေအဲဆုံးကတော့သွားစရာနေရာရောလုံနိုင်တာရောဘာမှမရှိတာကြောင့်လက်ထပ်တာလို့ပြောပါလေအဲနောက်အဲဆုံးကပြောနေတဲ့ငယ်ဘွားကိုပြန်တွေးနေမိပါလေအဲဆုံးကအမေရှိစဉ်ကရေငုံသမားတွေစီသွားပြီးတော့သူလုံးချင်တာတွေကိုပြောပြနေပါလေ အဲဆိုငါးဖန်းရွာရဲ့ခေါင်းဆောင်လုပ်ပြီးတော့တမနာကိုငါးနေစတိုက်လုပ်ပြမယ်လို့ပြောနေခဲ့တာပါအဲကြောင့်ရေငုံသမားတွေလည်းဆရာထက်တန်တဲ့အဲဆုံးကိုသဘောကျနေကြပါလိမ့်ရေငုံသမားတော့မျက်နှာသေးသေးလေးနဲ့မိန်းကလေးတယောက်စီမှာဘယ်လိုလုပ်ပြီးတော့ရီမန်းချက်ကြီးတွေရှိနေရတာလဲလို့ပြောနေခဲ့တာပါအမေဖြစ်သူကတော့အဲ့လိုရေချင်းမျိုးအဲဆုံးမှာရှိတယ်ဆိုရင်တော့ဘာရွေးချယ်စရာရှိမှလဲလို့ပြောနေခဲ့ပါလိမ့်ဒီနေ့ရေငုံသမားတွေကအဲဆုံးတော့သူတို့စီကမဲတွေရပြီးပြီလို့ပြောနေရကြောင်းကွမ်ရှိကဝင်ပြီးတော့ပြောပါလိမ့်ရေငုံသမားတယောက်လည်းကွမ်ရှိကြီးရင်ဘာလုပ်မှလဲလို့မေးလိုက်ပါလိမ့် ွမ်ရှင်ကတော့သူကြီးလာရင်တမရယောက်ျားလုံးမယ်လို့ပြောတာကြောင့်ရင်ငုံသမားတွေကရီမောနေကြပါတော့တယ်တို့နဲ့ငယ်ဘွားပြန်တွေးနေအဲဆွန်းနဲ့နာယီကိုကြည့်လိုက်ပြီးမင်းတတ်နေမိပါတယ်အဲဆွန်းနဲ့သူတကယ်ကိုသွားစရာနေရာမရှိတာကြောင့်တေလာတဲ့ဆိုင်ခွေးစုံတကောင်ရဲ့လက်အောက်မှာအသက်ရှင်တာပိုကောင်းတာပေါ့လို့ပြောနေပါတယ်အဲတော့အဲဆွန်းကသူ့ကိုအိန်တော်ရင်းတယောက်လို့ငှားဖို့ပြောပါတယ်ဒါမှမဟုတ်အဲလူကတော့ရီမောပြီးတော့သူကလက်ထပ်ပြီးရင်အိန်တော်ရင်းလက်ကားရမှာကြောင့်ငှားစရာမလိုဘူးလို့ပြောလိုက်တာပါအဲ့လိုနဲ့အဲဆွန်းနဲ့နာယီတီးတန်ကိုကြားတာနဲ့ဆိုင်ထဲကနေပြေးထွက်သွားခဲ့ပါတော့တယ် ီလိုနဲ့ပြီးရွက်သွားတဲ့အဲဆုံးတောင်မိုးရီထဲမှာအုံငွေနဲ့ကွမ်ရှင်းနောက်ကိုလိုက်လာခဲ့ပါတယ်။ကွမ်ရှင်းမင်းနဲ့အဖွားတို့ရင်ငုံသမားတွေပြောတာကိုမသိကြအောင်ဆောင်နေခဲ့ပါတယ်။အဲချိန်မှာပဲအဲဆုံးလိုက်လာတာကိုတွေးလိုက်ရပါတော့တယ်။အဲဆုံးတောင်တွေးရထွက်သွားတဲ့ဒေမောကြီးရှိရာကိုအမြန်ပြေးပြီးတော့ငိုယိုကအော်ခွန်နေခဲ့တာပါ။ဒုနဲ့ကွမ်ရှင်းကတော့ဒေမောအပေါ်ဘက်တက်ဖို့ပြင်နေတော့မှာပဲအဲဆုံးဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်။အဲဒါကဒေမောမှာပါလာတဲ့အဲဆုံးဆိုတဲ့ကလေးလေးရဲ့အော်တယ်ပါပဲ။အဲနောက်မှာတော့ကွမ်ရှင်းရဲ့အိတ်ပြတ်ကျသွားတာကြောင့်ဂျိန်းနဲ့ပြန်တက်ဖို့အိတ်ကိုပြန်ကောက်လိုက်ပါတယ်။ အဲ့ချိန်မှာပဲအဲဆုံးရဲ့သူ့ကိုခေါ်တန်းကိုကြားလိုက်ရပါတယ်။ဒီမှာပါလူတွေကလည်းကန်ဆာဘက်ကိုကြည့်ပြီးတော့တီလိုပြောနေကြတာပါ။အဲ့နောက်မှာတော့ဂွမ်ရှိကလည်းတေချာလန်းကြည့်လိုက်တဲ့အခါအဲဆုံးကိုတွေးလိုက်ရပါတယ်။အဲဆုံးကတော့မသွားပါနဲ့လို့တဖွာဖွာပြောနေအုံငုံနေပြီးတော့ကန်ဆာမာရင်ထိုင်ချလိုက်ပါတော့တယ်။ကလေးတယောက်လိုအုံငုံနေတဲ့အဲဆုံးကိုကျုံးမာလူတွေလည်းဝိုင်းကြည့်နေကြပါတယ်။ဂွမ်ရှိမေကတော့ဒေါသကြီးထွက်နေပြီးတော့အဖွားဖြစ်သူကတော့ဒီမောထွက်သွားပြီမလို့လွတ်ထားလိုက်ဖို့ပြောပါတယ်။အဲ့နောက်မှာတော့အဲဆုံးကသူ့ဘဝမှာကောင်းတာတွေကြောင့်မိုးရဲထဲမှာအမိကိုတပြီးတော့အုံငုံနေခဲ့ပါတယ်။ တမမတော့ကပ္ပတိန်ကရာသီလူဆိုတာကိုတွက်ကြည့်နေခဲ့ပါတယ်။အဲဒီမှာကွမ်ရှေ့ရောက်လာပြီးတော့ငိုယိုကသင်းမောပြန်လှည့်ပေးဖို့လာပြီးတော့တောင်းဆိုပါတော့တယ်။ဒါပေမဲ့သင်းမောကပင်လယ်ထဲရောက်နေမလို့ပြန်လှည့်မရတော့ဘဲကွမ်ရှေ့ကိုပဲဝိုင်းထိန်းထားလိုက်ကြပါတော့တယ်။အသေးစားတောင်းဆိုတဲ့ကွမ်ရှေ့ကိုကြည့်ပြီးတော့ကပ္ပတိန်ကတော့သူ့သင်းမောကိုလိုက်တက်စည်းခဲ့တဲ့ကွမ်ရှေ့ကိုမှတ်မိနေပါတယ်။နီးပြတော့အသီးစိတ်လွတ်နေကွမ်ရှေ့ကိုထိန်းထားပြီးတော့စိုးကသာသွားဖို့တိုက်တွန်းနေခဲ့တာပါ။အဲ့လိုနဲ့ရေငုံသမားတွေကတော့ကလေးနှစ်ယောက်စလုံးကိုဖျက်ဆီးလိုက်တဲ့ကွမ်ရှင်းအမိန်နဲ့အဖွားကိုအပြစ်တင်နေခဲ့ပါတယ် အဲဒါကြောင့်ဂွမ်ရှိအဖွားတော့သူမိကဘေးကင်းတဲ့အတွက်အိမ်ပြန်ဖို့ချွေးမတဲ့မိမကိုခေါ်လိုက်ပါတယ်။ရင်ကုန်းသမားတွေကလည်းငိုနေတဲ့အဲဆုံးလေးကိုကြည့်ပြီးတော့ဝတ်သားချက်ချွေးမှမလို့ပြန်လာခဲ့လို့អော်ပြောနေတာပါ။အဲဒီချိန်မှာပဲဂွမ်ရှိကတင်းမောပေါ်နဲ့ခုံချသွားတော့ညီမလေးကတွေ့ပြီးအမေဖြစ်သူကိုပြောလိုက်ပါတော့တယ်။ရင်ကုန်းသမားတွေကလည်းအချစ်ကြောင့်လူမသေးနိုင်ဘာလို့တင်းမောပေါ်ကခုံချမှလဲလို့ပြောဆိုကြပါတော့တယ်။အဖွားဖြစ်သူကတော့နောက်ပြန်လဲကြပြီးတော့စိုးရိမ်နေတာပါ။အဲနောက်ပင်လယ်ထဲကနေအရှိန်နဲ့ငိုနေတဲ့အဲဆုံးစီကိုကူးလာတဲ့ဂွမ်ရှိကိုတွေ့လိုက်ရပါတော့တယ်။ ။ကွမ်ရှိတယောက်အချစ်ကိုဘယ်ယာနဲ့မှလဲပြီးတော့အဆုံးရှုံးမခံနိုင်တာကြောင့်ဒေမောဘွားခုံချပြီးတော့ပင်လယ်ပြင်လက်ပြကူးကခြေသူစီကိုလာနေခဲ့တာပါ။အဲကြောင့်ဂျုံးမွားရင်ငုတ်သမားတွေနဲ့ခြားသူတွေကလည်းကွမ်ရှိကိုလက်သီးလက်မောင်းတန်းကအားပေးလိုက်ကြပါတော့တယ်။အဲဆုံးကလည်းကွမ်ရှိကူးလာတာကိုတွေ့တာနဲ့ဝမ်းသာအားရမတ်တက်ရလိုက်ပြီးကွမ်ရှိကိုကြိုးစိုးနေတာပါ။အဘွားပြည်သူကတော့ကွမ်ရှိမေကိုရေကူးတင်ပေးထားတာကြောင့်ဒေါသထွက်နေခဲ့ပါတယ်။အဲလိုမျိုးငါးကောင်အလှေနဲ့ကူးလာပြီးတော့ဂုံးပေါ်အသေးအသေးပြေးတက်လာတဲ့ကွမ်ရှိကဘာကူမှမမြင်တော့ပါဘူး။ ။ကွမ်ရှင်းတက်တက်လာခြင်းမှာပဲအဲဆုံးကအသေးအံဖတ်လိုက်ပြီးတော့ငိုချလိုက်ပါတော့တယ်။သူတို့နဲ့ကွမ်ရှင်းနဲ့အဲဆုံးတို့ချစ်သူမြောက်ဟာပြန်လာဖတ်ပြီးတော့ငိုနေကြပါတယ်။အဲဆုံးကသူငားထားတဲ့အဝေဖို့ပြန်ရောက်တော့မှမလို့ကွမ်ရှင်းကသူပေးမယ်လို့သာပြောလိုက်ပါတယ်။သူနဲ့သူတို့မြောက်ကိုကြည့်ပြီးတော့အားလုံးကပြောနေပေမဲ့အဖွားနဲ့မိကတော့သဘောမချခဲ့ပါဘူး။တကယ်တော့လက်တွေ့အဲဆုံးရဲ့အမျိုးသားကကွမ်ရှင်းပါပဲ။ကွမ်ရှင်းရဲ့ညီမကဆိုကျူးတောင်းနဲ့တူတူမောင်ငယ်ဘွားတွေအကြောင်းကိုပြောပြနေခဲ့တာပါအဲ့လိုမျိုးခိုးပြတဲ့ကိစ္စတွေပါတူမဖြစ်သူကိုရှောက်ပြီးတော့ပြောပြနေတာကြောင့် ။အဲဆိုလဲမူးနဲ့ရောင်းမကိုပြန်ခိုင်းလိုက်ပါတော့တယ်။အဲတော့နဲ့အဲဆိုကရောင်းမမျိုးသားကိုဖုံးဆက်ပေးပြီးတော့ကွမ်ရှစ်ကိုလှမ်းပြီးတော့ပြောပါတယ်။ဒါမဲ့ရောင်းမဖြစ်သွားတော့လက်ထပ်ပြီး၈လကြာမှအဲဆိုကသမီးကြီးကိုမွေးထားတာလို့ပြောလိုက်ပါတယ်။တကယ်လဲအဲ့ဒီညတော့ကအဲဆိုနဲ့ကွမ်ရှစ်တို့ဟာတဲခွန်ပိုင်ရှင်တိုက်တာတွေကြောင့်မူးနေခဲ့ပါတယ်။ပြီးတော့အဲဆိုကအဲ့ညတော့ကကလေးဤဘိုးတို့ကပလန်ချနေခဲ့တာပါ။အဲဆိုကတော့ကလေးတွေကိုစားသီးချာတင်မေးနိုင်မှုအတွက်သမီးမွေးမှသားမွေးမယ်လို့တွက်ချက်ပြနေခဲ့ပါတယ်။အဲတော့ကွမ်ရှစ်လည်းအလုံးများပါတော့တယ်။ဒိုနဲ့ပြန်ပြောပြတဲ့ရောင်းမကတော့ ဘလောက်တောင်တောင်းချမ်းကလေးလို့နန်ကဘန်ကပါပျက်စီးခဲ့ရတာလေးလို့မေးနေခဲ့ပါတယ်။အဲ့ဒါတွေကြားတဲ့ဂွမ်ရှိလေအိတ်ခန်းထဲကထွက်လာပြီးတော့သူညီမကိုနှင်ထုတ်လိုက်ရပါတော့တယ်။အဲ့တော့နဲ့ဂုံးမြောင်ဆွဲတမီးဦးလေးရလာပြီးတော့ရေနာလေးကိုသဘောထားနေကြတဲ့သူတို့မျိုးဟာကလေးကိုချင်းမွားဖြစ်နေကြရပါတယ်။အဲဆုံးကတော့ရင်ကအိမ်မက်တွေကိုမေးပြလိုက်ပြီးသူ့ဘွားထဲမှာဂွမ်ရှိနဲ့တမီးလေးရှိလာတော့ရာအလုံးကိုတစ်ကပြန်ဆားခဲ့ပါတယ်။အဲ့လိုနဲ့ဂွမ်ရှိနဲ့အဲဆုံးကတမီးလေးကိုချော့သိမ့်ကြပါတော့တယ်။တို့နဲ့အဲဆုံးကအရင်ကအပြေးပြိုင်ပွဲမှာရွှေစိတ်စု မရလိုက်လို့နောင်နာရလားလို့မေးပါတယ်။ဒါပေမဲ့ကွမ်ရှိကတော့သူ့ဘွားတွေဂုံမြောင်းလေးယောက်လာပြီးဖြစ်တာကြောင့်ရွှေစိမ်းစုကိုစိတ်ဝင်စားတော့ပဲတမီးလေးကသာသူ့အိမ်မက်ဖြစ်နေခဲ့ပါပြီ။သူနဲ့အဲဆွမ်းကအသက်16နှစ်ရွယ်အမေဖြစ်လာပြီးတော့အမေကိုဆုံးရှုံးကြီးမကြခင်မှာပဲအမေဘွားကိုရလာခဲ့ပါတော့တယ်။ကွမ်ရှိကတော့အသက်19နှစ်ရွယ်ပဲရှိသေးပြီးရွှေစိမ်းစုရှင်စားဂုံမြောင်းလေးရဲ့အဖေဖြစ်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကအိမ်မောကြနဲ့တမီးလေးဂုံမြောင်းကိုတစိမ့်စိမ့်ကြည့်ပြီးတော့ရှေးလျှောက်ဘာဖြစ်လာမလဲဆိုတာကိုပြောနေကြပါတယ်။အဲလိုနဲ့သူတို့ရဲ့ຫນွေဦးကတော့ အိမ်မက်မက်တဲ့ကာလာမဟုတ်ပဲအိမ်မက်ကိုအပိုင်ရယူတဲ့ကာလာသာဖြစ်ခဲ့ပါလေဒုနဲ့ချိန်ကာလာတစ်ခုရောက်တော့ဝမ်ဟောပန်းကင်းကြီးထဲမှာပန်းတွေလာကြည့်တဲ့ပရိသတ်တွေတဲကဟဲရန်ရဲ့အဖေနဲ့အမေကိုအင်တာဗျူးကြပါလေဟဲရန်ဆိုတဲ့ကလေးမလေးကတော့မြေကြီးကိုတူးနေရင်အဖေဖြစ်သူကလာခေါ်ခဲ့တာကြောင့်ပြန်လိုက်သွားပါလေတကယ်တမ်းမှာတော့ဟဲရန်တူးမိသွားတာကအဲဆိုအလွတ်ပစ်ခဲ့တဲ့ကွမ်ရှိရဲ့လက်ဆုပ်ကလေးပဲဖြစ်ပါလေတကယ်တော့ကွမ်ရှိကသူ့မွေးနေ့လက်ဆောင်ရထားတဲ့လက်ဆုပ်ကိုဘူဆန်ကလက်ဆုပ်ဆိုင်စီလာပြပြီးတော့လက်ဆုပ်တွင်လုပ်ပေးဖို့တောင်းဆိုခဲ့ပါလေ ကွမ်ရှစ်ကအဲဆိုးမသိအောင်ထွက်လာတာမလို့အိုင်အောင်တက်လို့ရနိုင်မလားလို့မေးလိုက်ပါတယ်။ဆန်ရှင်အဆအငင်းနေပေမဲ့ကွမ်ရှစ်ကိုတနာပြီးတော့လက်ဆိုးတကွင်းအောင်မပေးတဲ့သူနဲ့ဘယ်သူမှမနေချင်တာကြောင့်သူလှုပ်ပေးဖို့အတွက်သဘောတူလိုက်ပါတယ်။ဒုနဲ့ကွမ်ရှစ်ကတဲကိုကန်းကိုတိတ်တိတ်လေးပြန်လာတဲ့အခါမှာအဲဆိုးနိုးသွားခဲ့ပါတယ်။အဲဆိုးကတော့ကွမ်ရှစ်အိမ်သားဝင်နေတဲ့အထင်နဲ့ရင်ရင်ဆိုင်မြဲလားလို့မေးလိုက်တာကြောင့်ကွမ်ရှစ်လည်းလိမ်ပြီးတော့ဖြေးလိုက်ပါတော့တယ်။အိုင်နာမှာတော့တကယ်လက်တွေ့မှာ OL ဆွန်းကငယ်ချီဦးဖြစ်တဲ့ရန်ကွမ်ရှစ်နဲ့မခွဲရတော့ဘဲမိဘတွေကသဘောတူပေးလိုက်တာကြောင့်လက်ထပ်ဖို့ဖြစ်လာခဲ့ပါပြီ။ ။အဲဆိုကတော့လက်စိုးအစ်စ်ဝစ်စုံအစ်စ်နဲ့မလို့တော်တော်လေးကိုပျော်ရွှင်နေပါတယ်။ရောက်ကမဖြစ်သူကအဲဆုံကိုကြည့်ပြီးတော့ဂွမ်ရှိအလိုလိုက်နေရတွေကိုသဘောကျမနေခဲ့ပါဘူး။ဂွမ်ရှိကတော့အဲဆုံစိတ်တိုင်းကျဝစ်ချင်နေတဲ့ဝစ်စုံလေးကိုမြင်ပြီးအလိုလိုက်ပေးပါတယ်။ခြေတဲ့သူနဲ့လက်ထပ်မှမလို့ပျော်နေတဲ့သူတို့နှစ်ယောက်ကိုရောက်ကမတော့နည်းနည်းအမြင်ကပ်နေခဲ့ပါတယ်။ရောက်ကမအဲဆုံတို့ပတ်စံရှိနေလေအိမ်ခွဲနေကြဖို့စောင်းအောင်ပြီးတော့ပြောပေမဲ့အဲဆုံရောဂွမ်ရှိရောကနားမထောင်ခဲ့ပါဘူး။အဲနောက်မှာတော့သူတို့နှစ်ယောက်ကစိတ်တိုင်းကျဝစ်စုံလေးကိုရွေးကမင်္ဂလာဆောင်ဖြစ်ခဲ့ကြပါတယ်။ မင်္ဂလာဆောင်ဓာတ်ပုံထဲမှာအဲဆွေးရဲ့ဒရိုသမီးဝစ်ဆောင်ကထူးဆန်းနေပြီးတော့အိုးထုံနေမလို့သမီးဖြစ်သူကမေးလိုက်ရင်းနေပဲဒီပိုင်းလည်းကဒီနေရာမှာခਿੱတရန်နာသွားပါလေခင်ဗျာဟုတ်ကဲ့ပါဒီနေ့တက်တင်ဆက်မှုကတော့ပါပဲခင်ဗျာနောက်နေ့မှာအပိုင်းဆက်ပြီးဆက်ပြီးတော့လာအောင်မှာဖြစ်တဲ့အတွက် channel ကို subscribe လုပ်ပြီးနောက်ကောင်းလောက်နှိပ်ပြီးတော့စောင့်ကြည့်နိုင်ကြအောင်ပါ ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးကြပြိတ်သက်တယောက်ချင်းစီတိုင်းကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာကျွန်တော်အန်ခေမူပါ